အဲပြီးလို့ရှိရင်လည်းကျွန်တော်တို့နိုင်ငံမှာဒီငြိမ်းချမ်းရေးကိစ္စတွေဒီအပြစ်ခတ်ရဆဲရေးပေါ့နော်စသဖြင့်အဲဒါတွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ NSPNC ဆိုတာအမျိုးသားဟိုပါပေါ့ရှင်ငြိမ်းချမ်းရေးနဲ့ငြိမ်းချမ်းရေးပေါ်ဆောင်မှုကော်မတီပေါ့နော်နိုင်ငံတော်ကဖွဲ့စည်းထားတယ်เนาะအဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့လက်နက်ကိုင်း ဒီဒီ NCA ကိုလက်မှတ်ထိုးထားကြတဲ့လက်နက်ကင်အဖွဲ့အစည်းတွေလည်းတက်တယ်တခြားပါတီတွေလည်းနိုင်ငံရေးပါတီတွေလည်းတက်တယ်ညောမီဒီယာတို့ဘာလို့ပေါ့နော်နောက်တပ်မတော်သားကိုစလဲတပ်မတော်သားတွေနောက်အစိုးရကိုကိုစားပြုတဲ့အဲဒီဌာနဌာနအကြီးအကဲတွေပေါ့ရှင်ညွှန်ချုပ်တွေပါတွေအများရန်တွင်းဝင်နေအဲဒါတွေတက်ပါတယ်အဲ့လိုတက်တဲ့အချိန်ကြရင်လည်းကျမတို့ကအကုန်လုံးနဲ့ကျမတို့ကပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်ရှင်အဓိကတော့ကျမတို့မြန်မာနိုင်ငံကြီးအောင်မြင်ဖို့ဆိုလို့ရှိရင်ပါတီတွေလည်း အဲဆွမ်းရည်ပြည့်နေရမယ်။နောက်ပြည်သူလူထုကလည်းခေါင်းခေါက်ပြီးရွေးနိုင်ရမှာဖြစ်ပါတယ်ရှင်။နောက်အဲ့ဒါကြောင့်မလို့ကျွန်မဒီနေ့လဲပေါ့နော်ဒါအဲဒါတွန်တေးခရိုင်မှာ လုတ်တယ်ဆိုပေမဲ့လည်းအဲပါတီဝင်တွေအနေနဲ့တော့တွန်တေးခရိုင်ကပါတီဝင်တွေတက်ရောက်ကြတာဖြစ်ပါတယ်။နောက်တွန်တေးခရိုင်နဲ့တွန်တေးမြို့ပေါ်ကမြို့မိမြို့ဖားတွေတက်ရောက်ကြတာဖြစ်ပါတယ်ရှင်။အဲသို့တော်လဲကိုစလဲလောင်းနေနဲ့ပြောလို့ရှိရင်တော့ရန်ကုန်တိုင်းမှာရှိတဲ့ကိုစလဲလောင်းနေတက်ရောက်ကြတဲ့အတွက်ကိုစလဲလောင်းနေကိုလည်းကျွန်မအမှားချကျင်တာကတော့ နော်ကိုယ့်ဟာကိုယ်အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ကြပါကြိုးစားကြပါနော်ပြည်သူရဲ့တာဝန်ပြည်သူရဲ့ဝန်ဆောင်မှုပေါ့နော်ပြည်သူဝန်ဆောင်မှုကိုယ့်ဒေသဖွံ့ဖြိုးဖို့တိုင်းပြည်ဖွံ့ဖြိုးဖို့နိုင်ငံနဲ့နိုင်ငံသူနိုင်ငံသားကောင်းစားဖို့လို့အတွက်ကျွန်တော်တို့ရွေးချယ်ပြီးတော့မှနိုင်ငံရေးပါတီဝင်ပြီးတော့မှနိုင်ငံအရေးဆောင်ရွက်ကြတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲသူများချက်သားပို့ပြီးတော့မှကြိုးစားရမယ်လို့ကျွန်မကတော့ဟိုဟိုတိုက်တွန်းပါတယ်ရှင်။ဒီလိုလေးလောက်ရမှာဖြစ်ပါတယ်။အဲပြီးလို့ရှင်လဲကျွန်မတို့လူကြီးလူငယ်ပေါ့နော်အပြန်အလှန်လေးလေးစားစားနဲ့ အမျိုးသမီးမျိုးသားအပြန်အလှန်လေးလေးစားစားနောက်ဘယ်တိုင်းရင်းသားပဲဖြစ်ဖြစ်အဲကျမတို့ကလေးလေးစားစားနဲ့အပြန်အလှန်လေးစားမှုနဲ့ချစ်ချစ်ခင်ခင်နဲ့ကျမတို့စီစီလုံးလုံးနဲ့အဲအောင်မြင်မှုပန်းနိုင်ဖို့ဟိုကျမတို့လက်တွဲပြီးတော့မှအရောက်လှမ်းကြရမှာဖြစ်ပါတယ်နော်အဲ့ဒါကြောင့်မလို့ခုနကကျမပြောတဲ့ 5S လေးပေါ့နော်နံပါတ်1 solid ဆိုတာကတော့စီလုံးနဲ့ညီညွတ်တယ်အဲဟိုပါပေါ့ရှင်အဲ့ဒါစီလုံးညီညွတ်ဖို့ဆိုရင်တော့အဓိကကဘာလဲဆိုရင်တော့တယောက်နဲ့တယောက် ဲတယောက်နဲ့တယောက်ကျွန်တော်တို့ယုံကြည်ချက်တူလို့တမိုးအောက်ထဲမှာပါတီတစ်ခုရဲ့အောက်မှာလာပြီးတော့မှကျွန်တော်တို့စုပေါင်းပြီးအလုပ်လုပ်ကြတယ်။နောက်လူတိုင်းရဲ့ရည်ရွယ်ချက်ကလည်းအဲနိုင်ငံနဲ့နိုင်ငံနိုင်ငံသားတွေရဲ့အကျိုးဆောင်ရွက်ခြင်းလို့လာကြတာဖြစ်ပါလေရှင်။အဲပြီးလို့ရှိရင်လည်းတယောက်နဲ့တယောက်အပြန်အလှန်လေးစားခြင်းအပြင်ချစ်ချင်ရင်းနှီးတဲ့အဖွဲ့အစည်းနဲ့စီးလုံးညီညွတ်တဲ့အဖွဲ့အစည်းအနေနဲ့ကျွန်တော်တို့တည်ဆောက်ရမှာဖြစ်ပါတယ်။နောက်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကိုကြည့်လို့ရှိရင်ကျွန်တော်တို့ကဒါစီးလုံးမှု ပြိုကွဲနေတဲ့အခြေအနေမှာရှိပါတယ်ရှင်။အဲကျွန်တော်တို့တိုင်းရင်းသားတိုင်းရင်းသားဟိုပါပေါ့နော်။အဲတိုင်းရင်းသားလူမျိုးစုပေါ်မှာအခြေခံပြီးတော့မှစိတ်ဝင်ကွဲတာရှိတယ်။အဲနိုင်ငံရေးခံယူချက်ပေါ်မှာမူတည်ပြီးတော့မှစိတ်ဝင်ကွဲတာတွေရှိနေတယ်။နော်ဒါလေးတွေပေါ့နော်။ဒါလေးတွေကိုကျွန်တော်တို့အတတ်နိုင်ဆုံးနော်အပြုသဘောနဲ့အပြုသဘောနဲ့ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်ပြီးလို့ရှိရင်ကျွန်တော်တို့ခွဲခြားဆက်ဆံခြင်းမရှိတဲ့ပုံစံနဲ့အားလုံးကိုတသားတည်းပေါ့နော်။ကြောသားရင်သားမခွဲခြားဘဲနဲ့ကျွန်တော်တို့က ညီရင်းကုံမောင်ရင်းနှမတပွဲပေါ့နော်မိသားစုဝင်နေလို့ပဲအဲကျွန်တော်တို့ဆောင်ရွက်သွားကြရမှာဖြစ်ပါလေရှင့်နောက်ဆုံးဏိကုံချုပ်အနေနဲ့ကတော့ကျွန်တော်တို့ပါတီက6နှစ်ဖဲရှိပါသေးတယ်ဒီလာမယ့်အောက်တိုဘာ23ရက်နေ့မှာကျွန်တော်တို့6နှစ်ပြည့်မှာဖြစ်ပါတယ်သို့တော်လည်းအဲယနေ့အချိန်မှာဆိုလို့ရှိရင်ကျမတို့ကဒုတိယအချိန်ရွေးကောက်ပွဲဝင်မယ်အဲပြီးလို့ရှိရင်ပါတီဝင်အင်အားအပြင်ပြောရင်ကျမတို့ဒုတိယ ိုအင်အားအကြီးဆုံးပါတီဖြစ်နေတယ်။နောက်ရွေးကောက်ပွဲဝင်တဲ့အချိန်မှာလည်းကျမတို့ကရွေးကောက်ပွဲကိုယ်စားလှယ်အရေးအတွက်ကတော့ကျမတို့မြန်မာတပြည်လုံးဆိုတော့တတိယလိုက်ပါမယ်ရှင်။သို့တော်လည်းပြည်တော်စုလွှတ်တော်ပေါ့နော်ခုနပြည်သူလွှတ်တော်နဲ့အမျိုးသားလွှတ်တော်ပေါင်းရခြင်းပြည်ပြည်တော်စုလွှတ်တော်ဆိုရင်တော့ကျမတို့ကဒုတိယလိုက်ပါမယ်ရှင်။အဲဒါကြောင့်မလို့ကျမတို့ကဒီဟာဟိုကျမတို့ပါတီမှာဒါပြည်သူလူထုကြားရရနေပြီးတော့ပေါက်ဖွာလာတဲ့ပါတီဖြစ်ပါတယ်။ အဲကျမတို့မှာဘာကြောတော့နောက်ခံမှမရှိပါဘူးပြည်သူလူထုသားလည်းကျမတို့ကျမတို့ရဲ့အဓိကျမတို့ရဲ့ဥထိပ်ပန်းစင်ရာဖြစ်ပါလေရှင့်ပြည်သူလူထုတွေကနေပေါက်ဖွားပြီးတော့မှပြည်သူအကျိုးဆောင်ရွက်ခြင်းကြလို့အဲလာရောက်ပြီးတော့မှအဲကျမတို့ဟိုပါပေါ့နော်ဒီပါတီဝင်ပြီးတော့မှနိုင်ငံအရေးကိုဆောင်ရွက်ကြဖို့ဆုံးဖြတ်ကြတာဖြစ်ပါလေရှင့်အဲအဲ့ဒါကြောင့်မို့ကျမတို့မှာတီးခြားရံပုံဝင်တီထောင်ထားတာလည်းမရှိပါဘူး ။နော်ဒီလိုမျိုးဟိုအခမ်းအနားတွေလုပ်တယ်ဆိုရင်ငွေကုန်ချေးချရှိပါတယ်။အဲ့လိုငွေကုန်ချေးချကိုလည်းကျမတို့စုပေါင်းထည့်ဝင်ပြီးတော့မှအဲကျမတို့ဆောင်ရွက်ကြတာဖြစ်ပါတယ်။နော်ဒီလိုနဲ့ပဲကျမတို့ကရေရှည်သွားကြရမှာဖြစ်ပါတယ်ရှင့်။နော်တစ်ချိန်မှာတော့ကျမတို့တစ်ချိန်မှာတော့ကျမတို့ပါတီဝင်တွေကနေပြီးတော့မှအတယောက်ကိုလှဆင်ကြီးနှစ်ဆင်ကြီးသို့မဟုတ်ပါတီဝင်ကြီးလေးထည့်ဝင်ခြင်းအဖြစ်နောက်ကိုယ်စလဲလောင်းနေရလဲရွေးကောက်ခံရပြီလို့ရှင်တော့ရွေးကောက်ခံကိုယ်စလဲဒီအနေနဲ့အဲကျွန်တော်တို့ပါတီကိုပြန်ပြီးတော့မှ အ contribute လုပ်တာပေါ့နော်ပါတီကိုပြန်ပြီးတော့မှဒီဒီရန်မုံငွေထည့်ခြင်းအပြင်ကျမတို့ကကိုကိုထူးကိုချွန်နဲ့ကိုထူးကိုထကျမတို့တည်ထောင်သွားမှာဖြစ်ပါတယ်ရှင်ပါတီရေရှည်တည်တံ့ဖို့အရေးကြီးပါတယ်သို့တော်လည်းကျမတို့6နှစ်ဆိုတဲ့ကာလအတွင်းမှာဒီလိုအတိုင်းတာတိလာနိုင်တယ်ဆိုတာဒါတယောက်ချင်းစီရဲ့စ조사အထောက်မှုတယောက်ချင်းစီရဲ့စေတနာ တယောက်ချင်းစီရဲ့ဥဆောင်မှုတွေနဲ့ပါဝင်မှုတွေနဲ့ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ပါတီမှာတဦးတယောက်ချင်းစီရဲ့အခမ်းကဏ္ဍကအရေးကြီးတယ်လို့ပြောကြရင်းနဲ့ညှိကုံချုပ်အပ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်